အခုကတော့အဆင်တစ်ပိုင်းကျဲချန်နယ်ကနေလည်းကျူစလိုက်ပါတယ်ဒီနေ့ကတော့အဆင်နဲ့တည်းနဲ့ဆွေးနွေးပြီးပွဲပြီးသုံးသချက်ပြီးဒီလိုပြီးတော့ဖြစ်တယ်ပွဲပြီးသုံးသချက်ပြီးလို့တော့၄ငယ်လောက်ကြာတယ်ပေါ့နော်တိုးတိုးနေပဲကျွန်တော်မနေ့ကလောက်ကပြန်တက်နေအောင်ကြာတော့အဲကျွန်တော်ဘောလုံးပစ်ကြည့်ဖို့အတွက်ကိုအချိန်ကအများကြီးမပေးလိုက်နိုင်ဘူးဒီပိုင်းတော့ပဲသိချင်ကြည့်လိုက်နိုင်တယ်အဲ့တော့ရောက်လို့ဒီမနေ့မှကျွန်တော်ပွဲအစားဆုံးပြန်ကြည့်တယ်ပေါ့နော်ပြန်ကြည့်တော့အခုမှပဲကျွန်တော်ဗီဒီယိုရိုက်ဖြစ်တယ်အခုရိုက်တဲ့အချိန်မှာညနေ၄နာရီတော့ဖြစ်နေတယ်ကျွန်တော်တို့ဟိုဒီ၄နာရီဖြစ်သွားပြီအဲ့တော့ အဲနည်းနည်းတော့နောက်ကျနေလေဆိုပြီးနေလည်းအကုန်လုံးအတွက်ကျွန်တော်ရဲ့ shutdown တစ်ခုအနေနဲ့ကျွန်တော်ပြောပြမယ်အထောက်အကူတွေပြေးစီရအောင် Okay အဲ့တော့ဒီဘွဲမှာအားစင်နေပါရီလုတ်သွားတယ်ပါရီဖြစ်နေသွားတယ်လေစိတ်ဝင်စားစရာချက်တွေရောပါရီအရှင်းဆုံးပြောရရင်အားစင်ရဲ့အသိမှာဒီဒီဘွဲမှာမထင်ထားတဲ့အရာတစ်ခုတော့အတိတ်တက်လုံလာခဲ့လို့ထင်တယ်။ဘာလဲဆိုတော့အဲ့ဒါက attacking ကိုဥစားပေးပြီးတော့ဆော့မယ် game plan တစ်ခုသူစပြီးတဲလာတော့တွေ့ရတယ်။ဒါကတော့ပုံမှန်အဖြစ် terrorize နဲ့ဆိုပြီး mandate ကို ထားတော့တယ်ပွဲကြီးတွေမှာတော့အဲ့လိုပဲထွက်လာအောင်လို့ထင်တယ်ဆိုပြီးမှဒီ decarize ယူကဒါ decarize ယူလည်းပဲဒါအတက်တင်ခုနောက်ပိုင်းမှာတော်တော်လေးကောင်းလာတယ်ဆိုပေမဲ့လည်းဆွဲဆောင်ရကစားသမားလို့ပြောရတယ်ရှင်းနောက်တခြားဖြစ်ချင်းကြီးလိုက်နေတယ်နံပါတ်1ကစားသမားလို့ပြောပါတော့ဒါမှဒီနေ့ပွဲမှာတော့နံပါတ်10ကစားသမား2ယောက်ဖြစ်တယ် easy နဲ့ bodyguard ကိုထုတ်လာတဲ့ကွင်းထဲမှာဒါပြောင်းမှ defensive midfield အထိုင်မှာ decarize ကိုထားလာတယ်ဝက်ခမ်းဖြစ်နေလို့ဒီပုံစံနဲ့ထုတ်လာတယ်ဖြစ်အောင်ဖြစ်နိုင်တယ် ဝက်စကန်ကဒီနေ့မှာတော်တော်လေးကိုတိုင်ပတ်နေတဲ့အချိန်ဒီမှာရှိတယ်ဒါပေမဲ့အဲ့လိုထုတ်လာခြင်းကတကယ်ကောင်းသောလက္ခဏာဆောင်တယ်အာဆင်နယ်ရဲ့ပွဲချိန်မိနစ်အစောပိုင်းတွေမှာ chance creation တွေ passing line တွေအများကြီးချန်ထုတ်နိုင်ပြီးတော့ကျွန်တော်တို့ကိုရရှိဖို့အတွက်အနည်းဆက်ဆုံးနေထားရင်ရှိခဲ့တယ်ပွဲချိန်အစောပိုင်းမှာဆိုတာ easy ပိတ်သွင်းတဲ့အလုပ်ဆိုတာကိုယ့်လူကြီးကိုခံရတာကဒီအနေထားတော့ချော်သွားနိုင်တယ်ပေါ့နော် decline rate တွေကိုကန်နေပြီးသားမှာ decline rate ကတော့ဝင်သွားနေတယ်အစီကတော့ချော်သွားနေတယ်ဒါကြောင့် decline rate ကိုရရှိသွားနေတယ်အဲ့တော့ ဒီနေ့ပွဲမှာပြောရမယ်ဆိုရင် OD gap နဲ့ AC ကိုပိုင်ဆိုင်ထားခြင်းကအစနစ်အတွက်အကောင်းဆုံးအရာလို့ပြောလို့ရတယ်ဒီနေ့အောင်လုံးကအစင်တန်းမြင့်တဲ့ play maker တွေဖြစ်တယ်လို့ဒီအောင်ကလည်းပုံစံမတူဘူး OD gap ကကွင်းထဲမှာဟိုးလုပ်ပြီးတော့ play maker လုပ်ပြီးတယ်လို့ AC ကတော့ play maker လုပ်ရင်းနဲ့ပဲ Kennedy ကပြီးတော့ box down နဲ့တဝိုက်မှာတော့လှုပ်ရှားနေစားသမားမျိုးပေါ့နော်အဲ့တော့ဒီနေ့အောင်ရှိနေခြင်းကအစနစ်ရဲ့တိုက်စင်တန်းကြောင့်အများကြီးပြောင်းလဲဖြစ်စေတယ်ပြီးတော့ စိတ်ဝင်စားမှုကောင်းလာတဲ့ပေးပဲချင်ရမှာပေးပဲချင်က process ကိုတုံးတုံးမာတီနီနီကိုတုံးတုံးကျွန်တော်တို့ကအဲသူတို့တုံးဖို့အတွက် plan တစ်ခုရှိနေမှာရမယ်ပေါ့နော် right side ကတော့ကျွန်တော်ဘာမှပြောစရာမလိုတင်းပါနဲ့စာကာကတကယ်ကို brilliant ဖြစ်တယ်အရှမ်းမိုက်တယ်သူနေရာမှာစာကာကလည်းသူ့နေရာနဲ့သူမှစော့တယ်သူဘာလို့မလဲဆိုတာကိုသိတယ်သူဘယ်လိုလုပ်မလဲဆိုတာကိုသိတယ်ဆိုပြီးတော့မှသူ့ဒါစီဖို့အတွက်အတင်းကြီးကခက်ခဲနေတော့ပဲအလားတူပဲ julian တင်းပါဆိုလည်းပဲ စာကာကအစုံထွက်နေသူကအတွင်းထဲကနေဝင်ပြီးတော့ဘောလုံးလက်ခံမှုကျူတာလေစာကာအတွင်းထဲရောက်ရင်သူအစုံထွက်ပြီးလက်ခံမှုကျူတာလေသူတို့ဒါပဲလုပ်နေဒီတိုင်အောင်သူတို့ရဲ့ driver speed နဲ့ speed နဲ့ acceleration နေနဲ့သူကတော့တန်းကိုချိန်ချင်းထိုးလဲမှုတော့ဘာမှထူးခြားခြားလုပ်စရာမလိုဘဲနဲ့သူကလုပ်ပြနေတာလေဒါပေမဲ့ကျွန်တော်တို့ left channel ကျတော့အဲ့လိုမျိုးအားနေချက်နေနေများတယ်အားနေချက်နေနေများတယ်ဆိုတာလေကျွန်တော်ပြောနေကြတိုင်းပဲဒါ winger စစ်စစ်တွေက left channel မှာပစောနေမှာဟုတ်လေဘူးအဲ့အတွက်ကြောင့်လို့အဲ့ပြဿနာကဒီ W ကိုင်တယ်လေဆိုတော့ တော့ကြည့်ချင်းအဲ့တော့ဒီပွဲမှာလည်းပဲဒီခိုင်တွယ်မဲ့ပုံစံလေးတွေကပြပြပြချင်းမြင်လာရတယ်အဓိကတော့ player rotation နဲ့တွားတဲ့ကစားခံအောင်သူတွားနေတယ် color theory ကပို့ပြီးတော့ကွင်းနဲ့ကစားသမားဆန်လာတော့တွေ့ရတယ် left back စုံနေရမှလည်းကွင်းနဲ့ကို join နေကွင်းလိုက်ရနေပြီးကွင်းနဲ့ attacking zone ဆိုမှသူကညာချမ်းထီကိုသူနေနေအောင်တွေ့ရတယ်မိုက်တော့မိုက်တယ်ကနော်အဲ့ချိန်မှာသူညာချမ်းကိုနေပြီဆိုရင်အဲ့တုံးကစော့နေတဲ့ဒါပုံစံရဆိုရင်ဒါ AC လို့အဆုံးပြေထွက်တယ် ဒါမှမဟုတ်ရင် AC ကဒီဘက် center mid ရဲ့ဒီ left center mid ဘက်ကိုပြန်ပြီးတော့နေရာယူတယ်။ယူရာကနေပြီးတော့အဲ transfer ကအဆုံပါနေတယ်။ဒါမှမဟုတ် AC အဆုံရောက်ရင် transfer ကအတွင်းထဲဝင်လာတယ်။ player rotation လုပ်နေတဲ့ပုံစံအင်းနဲ့ sort နေတာပေါ့နော်။ဒါကအရှင်းပြောရရင်စိတ်ဝင်စားမှုကောင်းတယ်လို့တစ်ခါတော့နောက်တန်းနေကလည်းပဲအများကြီးလှုပ်ရှုပ်စေတယ်။အိတ်ထပ်ပုံပြီးတော့အလုံးရှုပ်စေနေတာကဘာလို့လဲဆိုတော့ပွဲထဲမှာ impact ကြီးကြီးမားမားမဖြစ်စေတဲ့ကစားသမားလို့ပြောလို့ရတယ်။အကုန်လုံးလည်းပဲဒီကစားသမားကို ုဆိုရင်နည်းနည်းလေးစိုးရင်လာကြပြီလို့ထင်နေကျွန်တော်တို့ပြိသက်တွေပေါ့နော်တချို့ကတော့စိုးရင်ဒီမှာစိုးရင်ပဲ better your crest ကတကယ်တော့ impact ကြီးကြီးမားမားမလုပ်ဘူးဆိုရင်တော့မှတစ်ဖက်နောက်ထပ်နေလို့သူတကယ်လုပ်နေရဲ့ဗျာ better your crest ကိုအရင်တုန်းကတော့ဘယ်လိုစောခဲ့လဲကျွန်တော်ဒီ game ကျွန်တော်မမြင်ခဲ့ဘူးသူသွင်းဖို့တချို့ကိုကျွန်တော်တို့ highlight တွေကြီးခဲ့တာရှိတယ်ဘာညာဆိုပေမဲ့ဒီနောက်ပိုင်းဖွဲစီတွေမှာ your crest ကအလုတ်က artita ပဲလုတ်ခိုင်းတာတော့မသိဘူးပေါ့နော်ဒီ CV တွေကိုဆွဲထုတ်တဲ့အလုတ်ကိုသူအဓိကလုပ်နေတယ်ခံစားရတယ် အဲသူ့ CV လေးကတင်လိုက်ခဲ့တာမျိုးတဲ့သူကိုယ်တိုင်ကဟို CV နှစ်ယောက်နှစ်ယောက်နှစ်ယောက်ရဲ့ကြားထဲမှာသူကနေရာယူယူပြေထွက်ဖို့လုပ်ရင်တော့မလုပ်လို့ရှိရင်ပေါ်ခုလာတယ်ပေါ်ခုလာတယ်ဘောလုံးလက်ခံမှုကြိုးစားတယ်ဒါပေမဲ့ first touch ကတော့ဒိုးတက်ဖို့လိုနေတယ်သူရဲ့ first touch တွေကလိုရာကိုရောက်မနေဘူးအဲ့အတွက်ကြောင့်လည်းတချို့သောတိုက်ဆိုင်နိုင်ကြောင်းတွေပြန်နေရအောင်လည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ပွင့်မှာအထူးတလဲကျွန်တော်တို့ကြည့်ကြည့်ရမှာက supplement တွေသူကိုနှစ်ခုလုံးရဲ့မြေပြားခင်ရ OD ကမနာခင်အထိကိုတိုက်ဆိုင်နိုင်ကြောင်းကတော့အများကြီးထွက်နေတယ် တို့လိုအပ်တဲ့ကိုမရရှိခဲ့ဘူး။ဒါပေမဲ့စီမံနေဝင်လာတယ်။ license ဆက်ဆက်ကြီး10မိနစ်လောက်မှာကျွန်တော်တို့အများကြီးဟွန်းတရစကြီးတက်ဆက်10မိနစ်နိုင်မှုဆိုရင်တော့မှာလိုအပ်တဲ့လမ်းကြောင်းတစ်ခုပေးလိုက်နိုင်တယ်။အဲ့ဒါ AC သွားမဲ့ပြေးလမ်းမျိုးဘလုံးထည့်ပေးလိုက်ရအောင်။အဲ့ဘောလုံးပေးဖို့ဘူးကနေပြီးတော့ AC ကန်သွင်းရတာနဲ့ရှန်လာတဲ့ဘောလုံးဒီ grace ကအလင်းတွေပိတ်ပြီးတော့ကျွန်တော်တို့ပထမအဆုံးကိုရရှိခဲ့တယ်။ဒီကိုရဲ့အနေထားကစီမံနေစီအစားလေး လာနီမေဒူရီအပိုင်းမှာရရတဲ့စာခါရဲ့ကူကလည်းဂျူလီယန်တင်းပါရဲ့လမ်းကြောင်းတွေကိုမပီလိုက်တာအိပ်ပယ်စေကြီးရဟိုမိုင်ဂေါ့လုံးဝရှယ်ရင်တော့လုံးဝရှယ်ရင်ကျွန်တော် replay ပြန်ကြည့်ရဲ့ချိန်မှာတော့အချိန်ကြီးပြန်ကြည့်ဖြစ်တယ်လုံးဝ quality in time ကိုပေးလိုက်တယ်ဒါပေမဲ့ဂျူလီယန်တင်းပါပြုတ်ချသွားတဲ့နေရာတစ်ဖက်ကနောက်တန်းနဲ့ညှိတဲ့နေရာက penalty area အဆက်နားလေးမှာလို့တင်ရတယ်ဒါပေမဲ့ကိုအသေးရလို့ဆိုတော့ဘာမှညင်းနေစရာမလိုဘူးပေါ့နော်သို့တော့အင်္ဂလန်တိုင်းရဲ့အခြေအနေတွေကတော့နည်းနည်းမေးဖို့လုပ်စရာရှိတယ် ီလိုအခြေအနေမျိုးကို VAR ဘာကြောင့်ပြန်မကြည့်ရလဲဆိုတော့တွေးလို့မရအောင်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အသင်းသားကိုပေးခဲ့ရတာဒီလိုအခြေအနေကိုပေးခဲ့ရဖြစ်ကျွန်တော်ဒီရှင်းမတော်လောင်းပြီးလောက်ပြီးပေါ့ဒါပေမဲ့ကိုရခဲ့ရဖြစ်တဲ့အတွက်ကြောင့်ဒီတော်ပါသေးရဲ့ဆိုနေတယ်ပဲမဖြစ်စေချင်ဘူးမဖြစ်စေချင်ဘူးဟိုတေချာပေါက် VAR ပြန်ကြည့်တဲ့နဲ့ area ထဲမှာဖြစ်ကြအောင်ဆက်ရှင်လေးပြပြီးတော့ဒါ penalty ပေးတဲ့ဂိုးမျိုးလေးလို့ထင်တယ်ဒီဂိုးကိုပဲစကားကအမောင်ရမရှိဆုံးသက်ပြီးတော့ကျွန်တော်ဒုစီဆိုရရနဲ့ နိုင်ရရှိခဲ့တယ်။တကယ်တော့ဝဲရီမူမန်တမှာဒီထက်ပိုပြီးတော့ကိုပြတ်သွားတဲ့အခိုက်အတန့်ကြီးရှိတယ်။ easy ကန်သွင်းလိုက်တဲ့ပိတ်သွင်းလိုက်တဲ့ကို color fury တန်ထိသွားတဲ့ကိုဒီကိုတွေကလည်းပဲတကယ်ကတော့ကိုအဖြစ်ပြောင်းနေသွားမယ်ကိုတွေပါ။ပြီးတော့ video your crest သုံးချိန်သာမသိဘူး chance ရတယ်။အဲ့ဒါက julian table saga တော့ဘလုံးမအောင်ပြည်နေသေးတော့ဘူးလို့ဖြတ်ပေးတာပေါ့နော်။ area bounce ကအတွင်းထဲအထိကိုရောက်တိုးဝင်ပြီး your crest ကိုဖြတ်ပေးတာ။ အဲ့ချိန်မှာယောဂရက်စ်ရဲ့အာဆင်နယ်အသင်းသားတွေနဲ့တို့ကိုကြိုးစားနေတော့ကျွန်တော်မြင်တာတခုရှိတယ်။ယောဂရက်စ်ကဘောလုံးဖြတ်ပေးတဲ့အချိန်မှာဘောလုံးကိုသူကအဲ CV လေးနဲ့မျက်နှာချင်းဆိုင်နေထားနေပိတ်သွင်းကိုကြိုးစားတာဖြစ်လို့ပဲ။ CV ကိုတော့ကြောပေးပြီးခံထားရရနေပြီးတော့ body ခုတားရရနေပြီးရောက်လာတဲ့ဘောလုံးကိုလမ်းကြောင်းပြောင်းဖို့အတွက်ခြေထောက်နဲ့တားလိုက်တို့ရုံနဲ့လောက်တာ။ဒါပေမဲ့အထီရောက်သွားဘူး။အဲ့တော့ဘာလို့ပဲအကောင့်တွေပေါ်နေနေပါ့။ကောင်းသောအကောင့်တွေပေါ်ရင်းနေကိုကျွန်တော်တို့အသေးရဲ့တိုက်ဆက်မှာတွေ့နေရတယ်။သို့တော့ အဲ့ဒီအရာကြီးဖြစ်မြောက်ပါဘူးမဖြစ်မြောက်လာသေးသူရဲ့ဘာရည်ရဲ့အကောင့်ထဲခေါ်တယ်ပေါ့ဘုံကတော့ပြောဆိုနေအောင်ပါလေဂျောက်ခရက်စကယ်ဒီဘွေးတဲ့ဒီဘွေးပို့ပြီးတော့ PR ဝင်လာနေတာပါရှင်ပြိတ္တတိကလည်းယောခရက်စကိုအမြဲငယ်မေးဖို့ထုံတာကြားတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ယောခရက်စကအတီဂျာခိုင်းလို့ပဲလားသူရဲ့ကစားဘောပုံစံကလည်းဒီလိုပဲလားသူတို့အတိအချာမသိဘူးဒါပေမဲ့ CV လေးကိုဆွဲထုတ်ခြင်းလို့သူလုပ်နေရတယ်ဆိုတော့မြင်ရတယ်ဒီအလောက်ကနေပဲလွတ်လာတဲ့ speed တွေကနေ စနာပြတဲ့ AC Julian Thomas စကားတို့ထွက်ထွက်သွားတာအချင်းချင်းရှိတယ်။အဲ့ကနေပြီးတော့ရလာတဲ့ speed တွေကနေပဲဒီ second ball ကိုအထုံးချဖို့တဲ့ Dylan Rice ကို Call of Fury ကို AC ကိုကံမရရရှိဒီຢာရီအားလုံးက Yorkers ရဲ့ကစားပုံကနေပြီးတော့အကောင့်ထဲပေါ်လာလို့ပြောလို့ရှာတယ်။အဲ့တော့ဒီຢာကိုဘယ်လိုပဲခိုင်းနေခိုင်းနေဒါဒီမဆိုတို့တော့တိုက်စစ်မှုတယောက်ဒီကိုရဖို့အတွက်ပို့ပြီးတော့လေအားဆိုင်တင်တယ်ဒီထက်ပို့ပြီးတော့ကြိုးစားတင်တယ်လို့ထင်တယ်အဲ့တော့ဒါယိုခရက်ရဲ့လိုချင် နောက်တန်းကိုကျွန်တော်ထူးထူးခြားခြားအများကြီးတက်ပြီးကြီးကျူးနေတော့ဒီဘက်မှာလည်းပြီးဘူးမရှိဘူးလင်းရှိကြည့်ပြီးတော့ဗျာအစနေတဲ့ open player တွေမျိုးကိုတွေ့နိုင်ကြတာဒါဟာလည်းရှိတယ်။ပြီးတော့လို့ရှိရင်ကျွန်တော် free kick ကနေမျိုးကိုတွေ့ကြတာလည်းမရှိတယ်။ဒုတိယနာကျန်တဲ့အင်းနေနေနဲ့အစနေတဲ့ကိုကိုရဖို့လိုချင်တာညတော်တော့ကက်ခဲ့တယ်။ဒါတော့ boss game ဖြစ်နေလို့လည်းပါတယ်။ boss game ဒီနေ့မှာတော်တော်ပဲ့ပဲ့နေနေထားမှသူဘဝန်နဲ့ operator ဒါ small game လို့ ရဲ့ဟောဆမ်မဘီရိုးရဲ့ဒီအတူလို့တူလို့ရုံးကြပြီးတော့ဟောက်ထောက်ကိုစူးစမ်းနေတာအဲ့ဒီကရလည်းဘယ်နဲ့အကြီးကြီးမားမားမရှိဘူးအစနေမှုလည်းဘလိုရင်ဆိုင်နေဆိုပြီးတည်တံ့ပြင်လာတာမျိုးတွေလည်းဒီချာမတွေ့ရဘူးအစနေအသိဒီတစ်ခုကောင်းခဲ့တဲ့နဲ့ဒီတစ်ခုကိုရတဲ့နဲ့လို့ထင်နေဆိုပေမဲ့ပေါ်ဆန်တိကိုမနိုင်တာနည်းနည်းရှိသွားပြီအရှိအင်ဝဲမှာပြောတာနော်အင်ဝဲမှာမနိုင်တာနည်းနည်းရှိပြီအခုပြန်ပြီးတော့နိုင်တယ်အဲ့တော့လည်းပါပြီကိုယ်လည်းရွေးရှိကိုပေါင်းရဲ့ကိုယ်ကအခုအစင်းတိမှာ ်အဲ့ဒီမရခဲ့ပြီအရင်ထူးခြားတော့မဟုတ်ကျွန်တော်သင်ပါအဆင့်တက်နေဒီနေရာရဲ့အမြဲရှိနေတယ်ပြဿနာကချင်းပြင်းမဖြစ်သေးတာဘာတွေပဲဘယ်လိုရဲချာနေရလဲကျွန်တော်တို့ချင်းပြင်းဖြစ်ဖို့လိုအပ်တယ်ဒါမဲ့ဒီနှစ်ကအခါတိုင်းနေတည်းပုံပြီးတော့ကောင်းမွန်တဲ့ခံစားချက်တခုရှိရအဲ့ဒါဘာလဲဆိုတော့ခိုင်းနေတယ်ဆိုရင်ကျွန်တော်တို့ဘယ်အသေးနဲ့ပဲကန်တယ်စူးရည်စိမ်ရှိကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်နေတယ်လို့ဆိုသိတယ်အာဆင်နယ်ကိုကျွန်တော်ပြီးခဲ့တဲ့ဝက်ဆန်နဲ့ပွဲချိုတုံးသက်ချက်မှာဒါပြောတယ် တတောင်တတာအနိုင်ရတော့မယ်ပွဲလို့ခံစားရတယ်ဆိုအခုဒီတစ်ပွဲတကယ်တတောင်တတာကိုဘောက်ကနေလေးနေတာရရအဲ့လေးချိန်မှာကိုဘောက်တဲ့တာတစ်ချိန်မှမဆွေးဘူးအာစင်နေတဲ့အနက်ဆက်တစ်ချိန်ကိုဘောက်ပြန်ပြီးတော့၅ချိန်ကိုဘောက်တဲ့ပြီအဲ့တော့ဒါတလောက်တတောင်တတာဖြစ်နေတယ်မရှိတော့ဘူးဆိုရှင်တော့အဲ့ဒီလိုမျိုးဒီနေ့မှာကျွန်တော်ရတယ်ပြီးခဲ့တဲ့နေ့ကကျွန်တော်စပြီးတော့လုပ်တဲ့ဒီ channel ကိုဒီ channel မှာကျွန်တော်တင်တဲ့ဗီဒီယိုရှိတယ်ကြည့်လဲကြည့်ဘူးလေအာစင်နေအသင်းရဲ့ ပွဲစဉ်တွေအတိုင်းမှာအဲ့လိုအသင်းသီးတွေပဲတွေ့ကြုံခြေပြက်နေတဲ့အသင်းတွေပဲတွေ့ကြုံစိုးရိမ်နေရတဲ့အခြေအနေတခုရှိတယ်အစနေတဲ့ဂိုးမရောက်မှစိုးရိမ်နေရတဲ့အခြေအနေရှိတယ်အေးချတော့မှစိုးရိမ်နေရတဲ့အခြေအနေရှိတယ်အဲ့အခြေအနေတွေကအခုချိန်မှာအဲ့အခြေအနေတွေကိုခံစားနေရတဲ့ခံစားချက်မရှိဘူးအဲ့ရန်ထားအောင်ပါတို့တော့စိုးရိမ်စရာကောင်းနေတာတော့ကျွန်တော်တို့ရတိုက်စစ်ကစားစမ်းဗီဒီယိုရောခရက်ကိုအရင်မရစေချင်ဘူးဒီမှာရှိတဲ့ကိုင်းရဲ့ဗက်စကူကိုအမြင်ဆုံးပြန်ပြီးဖိလစ်ဖြစ်နေ အားကြောင့်လဲဆိုတော့အာဆင်ရဲ့တိုက်စစ်မှုဆစ်ဆက်နေရမှာကစားမယ်အလဲထက်ကစားမှာလက်ရှိမရှိဘူးမရီနိုကြီးကိုလည်းကျွန်တော်ကမစော့ကြည့်မကောင်းလို့ပြောတာမဟုတ်ဘူးတိုက်စစ်မှုဆစ်ဆက်တယောက်ကလုပ်ရကံရည်မျိုးကမရီနိုမှာဆိုတော့အနေငယ်လို့ရရှိအချို့ပွဲတွေမှာကောင်းတယ်အချို့ပွဲတွေမှာတော့ပျောက်နေတယ်အဲ့လိုဖြစ်လို့မရဘူးအခုဆိုဘယ်လိုပဲပြောပြော favorite request ကြောင့်ရလာတယ် speed ရှိအဲ့အရာတွေကိုအာဆင်ရဲ့အသင်းမှာလည်းကြည့်လို့စွန့်ဆောင်ပြင်းနေကစားသမားတွေအများကြီးဝန်းရံထားတာ speed ကိုသူတို့ကကောင်းကောင်းတောင်းချနိုင် ိတ်နေရတယ်ကနေပဲကိုဘောက်တွေရတာယောဂရက်ကြောင့်အကုန်ရတာဖြစ်တယ်ဒါပေမဲ့ဗီဒီယိုယောဂရက်လုပ်နေတဲ့အကောင်းဆုံးအရာတစ်ခုကတော့အဲ့ဒါရှိတယ်သို့တော့ကျွန်တော်ပြောသလိုပဲတိုက်ဆက်မှုတရားကိုရအောင်လုပ်ရတယ်နောက်ထပ်ပွဲတွေမှာဒီထက်ကိုကောင်းတဲ့တိုက်ဆက်ဟန်ပန်တယ်ဒီထက်ကိုကောင်းတဲ့အခွင့်အရေးတွေ chance created တွေဗီဒီယိုယောဂရက်ကိုရတာပဲဒါလည်း my international break ရှိတယ်ကျွန်တော်တို့နားသိတဲ့ player တွေကောင်းအောင်ပို့နားပြီးတော့အဲ့တော့နိုင်ငံချင်းကိုသွားဆောင်ပေးရဆောင်မှာပေါ့နော် ဒဏ်ရာမရလာပါစေနဲ့လို့မျှော်လင့်ရမယ်။ပြန်ပြီးတော့အကောင်းဆုံးဘေးရပြန်လုပ်ပြီးတော့နောက်ထပ် flu နဲ့ NDV နောက်ထပ်တပွဲရင်ဆိုင်ဖို့လုပ်ပါမယ်။နော်။ဒီ80ကိုနဲ့လာပြီးဝဲစီရှိမယ်။ဘဲလစ်နဲ့ဝဲစီရှိမယ်။ဒီဝဲစီတွေအတွက်ကိုအစင်းနဲ့နောက်ထပ်ဆံမျိုးတွေထပ်ပြီးတော့ဖြေရမယ်။အဲ့တော့အတိတ်အလောက်ထိလုပ်ပြနိုင်တယ်။အကောင်းဆုံးခံစစ်ဖြစ်ပြီးသွားပြီပေါ့နော်။အကောင်းဆုံးတိုက်စစ်စုဖွဲ့မှုတစ်ခုရလာအောင် အတိတ်ကဒီနေ့လောက်ဆောင်နေမလားဆိုတော့ကျွန်တော်စောင့်ကြည့်မယ်ပြောရင်းနဲ့ဒီနေ့ဗီဒီယိုဒီမှာပဲအဆုံးသတ်ပြီးပြပါအဲဆောင့်ကြည့်ရှုပြီးတဲ့တရားချင်းစီတိုင်းဂျေဆုတူတင်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုဒီပြန်ဆက်ကြည့်ကြပါ